ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့မကွေးတိုင်းစေမောင်ဝဲမြို့နယ်မှာရှိတဲ့အချမ်းမတ်စစ်တပ်ရဲ့ကပါစာ73ကိုတရခုံမမရှော့တိုက်ဒုံ10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအချမ်းမတ်စစ်ကောင်စီတပ်သား5ဦးသေဆုံးပြီးမိလောင်ပြက်စီးမှုများရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ25ရက်နေ့ည7:00နာရီခန့်မှာစေမောင်ဝဲမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အမှတ်73ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစ73ကိုတော်လိုင်းတပ်ဖွဲ့များက တရားခုံမမရှော့တိုက်တုံးဆယ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာကာဘာဆ73အတွင်းထဲကိုရှော့တိုက်တုံးများကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့ primer workshop အတွင်းထဲကို၃လုံးကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ် chemical shop တစ်လုံးလည်းထိမှန်ပျက်စီးသွားပြီးတော့မီးလောင်သွားတယ်လို့သိရပါတယ် garland 9000ဆက်နဲ့ fo firewall မီးထိုးစီတိုးလောင်ကန်မီးလောင်ပျက်စီးသွားတယ်လို့သိရပါဗါးဒါပြင်တာဝန်ကျတဲ့အရာရှိ3ဦးနဲ့စစ်သည်12ဦးဒဏ်ရာပြင်းထန်စွာရရှိသွားပြီးတော့စိုးရိမ်ပွဲအခြေအနေရှိတယ်လို့သိရပါဗါဒဏ်ရာရရှိခဲ့တဲ့အရာရှိ3ဦးတွေက2ဦးဟာညာဘက်နှရွက်ပြတ်ထွက်သွားခဲ့ပြီးတော့နောက်တဦးကလည်းဘဲဘက်ခြေတလုံးမှာအဆဖောက်ထွက်ပြီးတော့ကျန်တဲ့တဦးဟာကြောပြင်တပြင်လုံးမှာမီးလောင်ဒဏ်ရာအသီးသီးရရှိသွားတယ်လို့သိရပါဗါးအဲ့ဒီဒဏ်ရာရတဲ့စစ်သည်12ဦးတွေက5ဦးဟာသေဆုံးသွားပြီးတော့ကျန်ရှိနေသူများနဲ့ဒဏ်ရာရတဲ့အရာရှိများကို တာဆာယ16တရာမကွေးကိုဆက်လက်ပို့ဆောင်ထားပြီးတော့စေကူတနေရတယ်လို့သိရပါဗယ်။သေဆုံးသူတွေထဲမှာအရာရှိတွေတော့မပါဝင်ဘူးလို့သိရတယ်။တပ်သား9ဦးသေဆုံးတယ်လို့သိရတယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါဗယ်။အဲ့ဒီထိခိုက်ပျက်စီးမှုဟာယခုတည်းပုံမှုပြီးတော့ရှိနိုင်တယ်လို့ခန့်မှန်းရပြီးတော့ကိန်းကနဲအချက်လက်တိကျသေးကြတဲ့အချက်လက်များကိုသာထုတ်ပြန်ခြင်းဖြစ်တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Shadow အညာ No More Dictatorship NMD အဖွဲ့ Eagle Brigade အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကနယ်မြေကန် Upper Myanmar PDF နဲ့ People Independence Army PIO PIA အဖွဲ့တို့ကလည်းအားဖြည့်ကူညီပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။